မန္တလေးမြို့ကပေါ်ပြုတ်ပြီးပြင်အားလေးတသမ6ဆင်ရှင်ကလေးလောက်ကမှုမန္တလေးအမရပူရာဇဂိုင်းမြို့နယ်ပြင်လွေမြို့ရီမှာဒေသစွာကန်စားပြီးပြည်သူတွေထိတ်လန့်တုံလုံးယနေ့မြန်မာနေဆန်တရက်နေ့မန္တလေးတိုင်းမန္တလေးမြို့နယ်ကိုပေါ်ပြုတ်ပြီးပြင်အားလေးတသမ6ဆင်ရှိငလင်လောက်ခတ်သွားရမန္တလေးအမရပူရာဇဂိုင်းမြို့နယ်ပြင်လွေမြို့ရီမှာအသီးသားစွာကန်စားအကြောင်းဒေသပြည်သူတွေပြောဆိုကြတဲ့မိုးလေဝသစလာပေတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာသိရပါတယ် ယနေ့ဧပြီလ18ရက်နေ့မော်လယ်တနားရီနမိနေ့ချိန်မန်လေးမြို့ပသိမ်ကြီးမြို့တောင်အောင်တောင်ပတ်နမိုင်ကွာအနက်17ကီလိုမီတာအပေါ်ပြုတ်ပြီး၄တမ6ဆင်းရှင်ငလင်လောက်ကသွားခဲ့ကြောင်းအဆိုပါငလင်ကြောင့်မန်လေးမြို့မှာအလွန်သိသာစွာခံစားရပြီးပြည်သူတွေအထိတ်တလန့်ဖြစ်ကြကြောင်းသိရပါတယ်။ငလင်ကတော့သိတာတော့ဝန်ကနေကိုလောက်တာအချိန်တော့အရင်မကြလို့အချိန်ကြိုင်ပြိုစဲတိုက်တောင်ပြိုနိုင်တဲ့ကြံနေလို့မန်လေးမြို့ကတောင်ကပြောပါတယ်။ လာတူမရဘူရာမြို့နယ်စကိုင်းမြို့နယ်ပြည်ဦးလွင်မြို့တို့မှာလည်းယနေ့မော်လယ်ပိုင်းလှုပ်ခတ်သွားတဲ့ငလင်ကိုတည်သားစွာခန်းစားသိရှာကြောင်းဒေသပြည်သူတွေကပြောပါရယ်စကိုင်းမှာလည်းတော်ကြီးကိုခန်းစားရတဲ့အိမ်တွေတစ်ချက်တော့ရိမ့်ထိုးသွားတယ်လို့စကိုင်းမြို့စီကွက်တင်ရက်ကွက်မှာပြည်သူတန်းဟုတ်ကပြောပါရယ်မန္တလေး28ရက်နေ့ပြည်ကွန်းတသမာခွန်းဆင်ရှင်ငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တဲ့ငလင်နေ့စတိုင်လှုပ်ခတ်နေရယနေ့ဧပြီလ18ရက်နေ့ထိငလင်လှုပ်ခတ်မှုပေါင်းအကျဉ်း140ရှိလာပြီဖြစ်ကြောင်းမိုးလေဝသနဲ့စလားပေတာညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါရယ် နောက်ထပ်တင်ဆက်ပေးမှာကတော့ကျုံတိုးကန်နီကျာနဲ့တရတော်ကျကိုနေစံတရနေလင်းနဲ့ပေါ်ကျမှုပြည်သူတောက်သိဆောင်ကင်းပြင်းနဲ့ကော့ဂရိတ်မျိုးနဲ့ကျုံတိုးမျိုးကန်နီကျာနဲ့တရတော်ကျကိုယနေ့နေစံတရနေလင်းနဲ့ပေါ်ကျတိုက်ခိုက်ရပြည်သူတောက်သိဆောင်ကြောင့်စေတရမြင့်နဲ့ဒေသပြည်တွေကပြောပါရတယ်။ ယနေ့မြန်မာနေ့သက်ကို20ရက်နေ့ဧပြီလ19ရက်နေ့မနက်ရှင်နာရီချင်းကရင်ပြည်နယ်ကွန်ကရစ်ခန်းကျုံတိုးမြို့ဂျိုင်းမြစ်တစ်ဖက်ကန်ရှိကန်းနီဂျီယာနယ်တရက်တော်ဂျီယာကိုဂျပန်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်တရက်တော်ဂျီယာသားအမျိုးသားတအုပ်သိမ်းဆုံးပြီးကလင်းငင်နယ်အထိကတန်းရရှိခဲ့ကြောင်းသိရပါတယ်မနက်စောကြီးကလေးကလည်းပတ်ပြံပြီးရှစ်နိုင်လောက်မှာပုံလုံးလုံးကျဲတဲ့ကွင်းဆက်ကိုကြိုက်ပေါက်တာခြံထဲကြပြီးသုံးပိမောင်းနဲ့ဦးလေးတယောက်ထိပ်ပြီးတိတ်ဆောင်းတဲ့ကလေးနှစ်ယောက်အစာမှန်ပါတယ် ီဘက်ကမှကတိုက်ပွဲမရှိဘူးဗီဒီယိုလည်းမရှိဘူးမောင်းဖွဲလည်းမရှိပါဘူးတိုက်ပွဲလည်းမရှိပဲပြစ်ချတယ်ကန်းညီကိုလည်းပြစ်ချတယ်လို့တရတော်ရမှာဒေသပြည်သူတွေကပြောပါတယ်လက်ရှိမှာကြုံတွုံးမြို့နေတဝိုင်းရှိကြရတဲ့ဘက်ကိုဖမ်းအမျိုးဘက်ကနေစစ်တပ်ရဲရာနဲ့ချီပြေတဲ့နေကြောင်းကျိုင်းမြေအတရံမြေဟောင်းတရောမြေဆောင်တဲ့ကျိုင်းမြေဝနေရာမှာနေပြီးကန်ထိုးဆင်းရင်နှစ်စင်းတိုက်ကင်းရရင်ငယ်တစ်စင်းနဲ့ဆင်ရဖြစ်တဲ့နေကြောင်းကျုံတိုးကွန်ကရစ်လမ်းပိုင်းနေရာတွေမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြောင်းပေါက်ခွဲကြောင်းသိရပါဗျ။မနေ့ကညနေပိုင်းကလေးကဖမ်းအပိုင်းကျိုင်းတရာ ကြားကလေးပတ်ချံမှာဖန်ဘက်ကနေစစ်ကို200လောက်ရောက်နေတာကနေဂျုံကိုဘက်ကိုဝင်လာတယ်ကျိုင်းမြဝမှာကစစ်တဲမော300ရောက်တဲ့ဂျုံတိုးကော့ဂရိတ်လမ်းမှာကစစ်တပ်ကြီးတွေမရှိအောင်ဘူးလို့ဂျုံတိုးမှာစစ်တရင်မြေကရှင်းပြပါရယ်။ဒကြံကာလအတွင်းဂျုံတိုးမြို့ကြီးမှာစစ်ကောင်စီတပ်ကလက်နက်ကြီးပြေခတ်မှုဒရုန်းဖြင့်ပုံကျဲမှုနဲ့ရဲသားပြည်သူ15ဦးခန့်သေဆုံးပြီးရဟန်း50ပါးပါဝင် ပြည်သူ30ကျော်ထိခိုက်ဒဏ်ရာရှိထားကြောင်းဒေသပြည်သူတွေထံကနေသိရပါရယ်။ ဆလဘီစစ်ကောင်စီရဲ့နှစ်သက်ကိုလူငယ်တပ်သားအခွင့်မှာနိုင်ငံရေးကျင်းသား900ခိုင်နှုန်းအောက်သားလွတ်မြောက်နိုင်ဆိုအကြမ်းဖက်စစ်ကောင်စီရဲ့ယနေ့နှစ်သက်ကိုလူငယ်တပ်သားအခွင့်မှာနိုင်ငံရေးကျင်းသား900ခိုင်နှုန်းအောက်သားလွတ်မြောက်နိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျင်းသားများကွန်ရက်မှဥဆောင်ကော်မတီဝင်ကိုတိုက်တွန်းကပြောပါရတယ်။စစ်ကောင်စီကနေစံတရနေ့မှာပုံမှန်လုံဆောင်လေးရှိအကျင်းသားတွေလူငယ်ကျင်းသားအခွင့်မှာနိုင်ငံရေးကျင်းသား900ခိုင်နှုန်းအောက်သားပါဝင်ကြောင်းအကြမ်းဖက်စစ်တပ်ကဧပြီလ18ရက်နေ့မြန်မာနေစံတရနေ့မှာ နိုင်ငံတော်ရှိကျင်းထောင်သည်တွင်မှအကျဉ်းသား4193ခုကိုလူငင်းခွင့်ပေးကြောင်းထုတ်ပြန်ထားတော့လဲလူငင်းခွင့်ပြုတဲ့အကျဉ်းသားတွေမှာနိုင်ငံအကျဉ်းသားနဲ့ကျင်းမြတာပါဝင်နေခြင်းဖြစ်ကြောင်းသိရပါတယ်နိုင်ငံရေးကျင်းသားကျင်းသူပါဝင်မှုတော်လေးနဲ့900ဂိုင်းတော့လောက်ပဲပါနိုင်ပါတယ်900ဂိုင်းတော့အောက်တောင်မှအခုတော်လေးစူးစမ်းပြီးတော့အခုနိုင်ကျင်းနေစဉ်ကိုစောင့်ကြည့်ရခါမှာ900ဂိုင်းတော့အောက်လောက်ပဲပါလာနိုင်ချေရှယ်လို့ကိုတိုက်တုံးကပြောပါတယ်လက်ရှိချိန်ဒီကနေ့ဦးစင်းနေရနိုင်ငံရေးကျင်းသားလူငယ်စင်ကပေါင်းတဲ့အကျင်းထောက်မှာနိုင်ငံရေးကျင်းသားနှစ်ဦး တဝဲချင်းထောင်မှာနိုင်ငံချင်းသားကြားတအုပ်နဲ့မတအုပ်ပြည်ချင်းထောင်မှာကြားငါအုပ်နဲ့မလေးအုပ်ပခုတ်ကိုကျင်းထောင်မှာကြားလေုံနဲ့မတအုပ်ညောင်ကျင်းထောင်မှာကြားနေုံနဲ့မနှုတ်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံကျင်းသားများကွန်ရက်ကပြောဆိုပါရယ်ဆက်လက်ပြီးနေစံတရနေ့မှာမိုးကုံမြုံနယ်ကိုစစ်ကောင်စီဂျက်ဖိုက်တာနဲ့ပုံစံတိုက်ခိုက် PNL တင်းချုပ်ထားတဲ့မိုးကုံမြုံအရှေ့ပိုင်းကိုမြန်မာနှစ်တက်ကိုနေစံတရနေ့မှာဂျက်ဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ PNL ကဒီကနေ့မှထုတ်ပြန်ပါရယ် မြန်မာနေစံတရနေ့မနက်ပိုင်းမှာဂျက်ဖက်စစ်ကောင်စီတပ်ကမုကုံမြို့ရှိပိုင်းကဆုတ်တရကိုဂျက်ဖိုက်တာနဲ့ပုံးတလုံးလာရောက်ကြကြတိုက်ခိုက်ခဲ့တာပါ။ပုံးကြောက်ပောက်ကွဲမှုကြောင့်ထိခိုက်မှုရှိနေတယ်ဆက်လက်ဖော်ပြပေးသွားမယ်လို့လည်း TNL ကဆိုပါတယ်။စစ်ကောင်စီတပ်ကဧပြီလ2ရက်ကနေ20ရက်နေ့ထိရက်ပေါင်း20ကျော်အပြည့်ရခဲ့ပေမဲ့ဖလောင်ပြည်နယ်လူမျိုးရေးတပ် PSLF TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုဆင်ရဖြစ်တင်းချင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲမဖြစ်ပွားနေရတဲ့ကိုလေကြောင်းကနေပုံကျခြင်းစားရလို့ရတဲ့ပြည်လုံးတွေလို့ TNL ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့ပကောခရိုင် PDF အမှတ်နေတိုင်းစိတ်စက်ကောင်စီစစ်မှုတန်းစင်တက်သားတဲ့တူလက်နဲ့ကဲများနဲ့အလင်းဝင်လာပကောတိုင်းကြောက်တကားမြို့နယ်ရှိစစ်ကောင်စီတက်စကန်ကစစ်မှုတန်းစင်တက်သားတဲ့လက်နဲ့ကဲအနေနဲ့အလင်းဝင်လာလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ပကောခရိုင်အမှတ်နေတိုင်းကဒီကနေ့မှထုတ်ပြန်ပါတယ်ကြော်တကားမြို့နယ်ပဲနယ်ကုန်းနဲ့တန်ကွင်းလမ်းပေါ်ရှိစစ်ကောင်စီစကန်ကစစ်မှုတန်းစင်စစ်ကောင်စီတပ်သားတိတယောက်ကဧပြီလ15ရက်မှာ MA1 တလက်ကြီပေါက်လေးခု5556ကြီ66တောင်းကိုရွှေဆောင်ပြီးအလင်းဝင်လာခဲ့လို့သိရပါဗျာ။ ။မဆိုပါလနဲ့ခံအနေနဲ့ကိုတိုင်ကိုကြားအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဘေးကင်းတဲ့နေရာစီပို့ဆောင်ကပြည်သူရင်ခွင်နဲ့ချိတ်ဆက်ပြီးလိုအပ်တာတွေကိုဆက်လက်ဆောင်ရလို့သိရပါတယ်။စစ်ကောင်စီကလိုမတူပဲအတင်းအဓမ္မခေါ်ဆောင်ခံသူတွေအနေနဲ့တော်လိုင်းတိုင်တပ်ဖွဲ့တွေကိုအများဆုံးချိတ်ဆက်ပြီးအလင်းဝင်ဖို့ဘကိုခိုင်မန်နေတိုင်ကတိုက်တွန်းထားပါတယ်။ကိုယ်တိုင်ရုံထွက်ခြင်းနဲ့စိတ်နဲ့ဆွန့်လွတ်ဆွန်စားရဲတဲ့တက်သည့်ရှိဖို့ပဲလိုရဆိုတော့ကိုတွန်လိုင်းတက်ဖွဲ့တွေစီမှာလက်နက်နဲ့တူနေစင်တဲ့မြအလင်းဝင်တဲ့သူတွေကအကောင်းဆုံးတက်သေးပြနေလို့ပကိုးခဲအမနီတိုင်းကဆိုပါတယ်။နောက်ဆက်အပင်ကြားအတွက်ထူဝင်ကျေးဇူးတင်ရှိပါရရှင်။